အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောမနေ့ကင်းလေးပြပါစုရင်းညာကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်။ အဲ့ဒီနေ့မနက်မှာလည်းဒါကျွန်တော်တို့အာဆိုစီမန်ချက်စတာယူနိုက်တက်အသင်းကြောင့်လေးနည်းနည်းလေးတော့ဆွေးနွေးဖို့လိုတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းကြောင့်လေးစတင်ပြီးပြောလိုက်အောင်။အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းနေတဲ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲသွားမယ်ပေါ့နော်။ဒါပထမအဆုံးအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တိုက်စင်မှုရှာပုံတော့ရဲ့လက်ရှိဒါကျွန်တော်မန်ချက်စတာယူနိုက်တက်လက်ရှိနောက်ပိုင်းနည်းနည်းလေးဖြစ်နေတဲ့အပြောင်းအရွှေ့တွေနည်းနည်းလေးပြောသွားခြင်းတယ်ပေါ့နော်။အဲ့တော့ လက်ရှိဒါကျွန်တော်နောက်ဆုံး update လေးပြောအောင် Manchester United အသင်းကိုလည်းလက်ရှိဒါတိုက်စစ်မှုတွေဒါကြားထဲမှာ Manchester United က popular ဖြစ်တယ်လို့တော့မှပြောလို့ရတယ်မှာပါတယ်ဗျာ။အဲ့တော့ Manchester United အသင်းတခုလက်ရှိမှာဒါတိုက်စစ်မှုနေရာအတွက်ဒါကျွန်တော် Victor Kyogres ကိုဒါကျွန်တော်မလိုက်တော့ရနောက်ပိုင်းမှာဒါကျွန်တော် Hugo Akatite ကိုလိုက်နေတယ်ဗျာ။ Hugo Akatite ကိုလိုက်တဲ့အချိန်မှာ Manchester United အသင်းကဒါကျွန်တော်တို့လက်ရှိ Platy Go ရဲ့ပြောဖို့အရာဆိုရင်တော့ Manchester United အသင်းက Hugo Akatite ကိုလိုက်နေတဲ့ဒါကျွန်တော် pass နဲ့ရသဘောတူညီမှုရဖို့အတွက် အခြေအနေအကောင်းဆုံးသောအခြေအနေတစ်ခုကိုရောက်ရှိနေတယ်ဆိုပြီးတော့ဟီတာပလက်တီကိုကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးတင်ခဲ့တယ်။ပလက်တီကိုကဒါကျွန်တော်ဂျာမနီနဲ့ပတ်သက်ရင် Tier 1 Tier 2လောက်ဒါကျွန်တော်တို့ရှိတဲ့ level မှာတော့မှအခုနောက်ပိုင်းမှာရှိလာခဲ့တယ်ပေါ့နော်။အဲ့တော့ပြောချင်တာကဒါကျွန်တော် Hugo Agatite အနေနဲ့ဒါအလက်ရှိမှာသူက Manchester United ရဲ့ပြိတ္တဖြစ်ပြီးတော့ Manchester United အသင်းကိုပြောင်းခြင်းနဲ့ဆိုတဲ့သဘောမှာရှိတယ်။အဲ့တော့ဒါဒီနေ့မှာဒါ Manchester United အသင်းခေါ်လိုက်တဲ့ဒါကျွန်တော်စိတ်ဝင်စားတဲ့ကစားသမားတော်တော်များများက Manchester United ပြိတ္တဖြစ်နေတာကိုခဏခဏတွေ့ရပါမယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်လွန်ခဲ့တဲ့၄ရက်လောက်ကတင် ခဲ့သူမန်ချက်စတာယူနိုက်တက်တင်ဘာလို့ကစားသမားတွေလွယ်လွယ်ကူကူခေါ်လို့ရနေတာလဲဆိုတဲ့ဥစားမျိုးကဒါမျိုးပေါ့နော်အဲ့တော့ဟီကိုအကတိုက်ကိုအခုလက်ရှိမှာဒါကျွန်တော်တို့ချက်စီတို့လီဗာပူးတို့စိတ်ဝင်စားနေတယ်လီဗာပူးကလည်းရှိမှာဒါကျွန်တော်ဆွေးနွေးမှုကလမ်းတော့ရောက်နေခဲ့ပေမဲ့ကစားသမားကအခုလက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းနေတောင်ပြတ်တက်လာခဲ့တယ်ဒါကိုပလက်တီကိုကရေးသားထားခဲ့တာပေါ့နော်အဲ့တော့ပလက်တီကိုရဲ့ပြောပုံရဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့ပုံကိုကြီးရသဘောတူညီမှုရဖို့အတွက် closest ပေါ့နော်ဒါကျွန်တော်အနီးဆက်ဆုံးအသင်းတစ်သင်းနဲ့တော့အသင်းဖြစ်နေတယ်ဆိုပြီးတော့သူကရေးသားထားခဲ့တယ်ဒါပြင်ကျွန်တော် Hugo အကတိုက်ကိုလက်ရှိမှာ Manchester United အသင်းနေနဲ့ပုံကိုရသဘောတူညီမှုအတွက်အလောက်ထိခက်ခဲလိမ့်မယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ကစားသမားကိုယ်တိုင်က Manchester United အသင်းကိုသဘောကျနှစ်သက်လို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးသားလာခဲ့တယ်။အဲ့တော့ပြောချင်တာ Hugo Akatai ကိုတော့ Manchester United အသင်းကခေါ်မယ်ဆိုရင်တော့မှဒါကျွန်တော်လက်ရှိမှာပုံကိုရဒါကြောင့်သဘောတူညီမှုကခက်ခက်ခဲလို့ရမယ်အနေထားမှာမရှိဘူးဆိုတဲ့သဘောမျိုးရောက်တယ်။ဒါပေမဲ့လက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါကျွန်တော် Hugo Akatai ကိုတော့ပုံကိုရရသဘောတူညီမှုအတွက်ဆက်လက်ပြီးတော့စူးစမ်းနေစေဖြစ်တယ်ဆိုတာကိုတော့သိရမယ်တဲ့။ပါတယ်။ဘာကြောင့်လဲဆို လက်ရှိမှာချက်စီတို့လစ်ဘော်ဘူးတို့ကြတော့ဆိုတော့ United အသင်းနဲ့အခုလက်ရှိမှာဒါ Victor Kyogas တောင်းလာဒီလိုပဲဒါကျွန်တော်တို့လှည့်စားခံလိုက်ရတယ်ဗောနော်လက်ရှိမှာ United ကလှည့်စားခဏခဏခံရတယ်အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာ Hugo Akatai ရဲ့အပြောင်းရွှေ့အတွက်အာသွန်ခွန်ဆိုင်လုပ်နေပြီဒီနေရာမှာစိတ်ဝင်စားဖို့ကတော့ Brian Mbowe ရဲ့အပြောင်းရွှေ့ရော Brian Mbowe ရဲ့အပြောင်းရွှေ့ကိုလည်း Manchester United အသင်းကအခုလက်ရှိအချိန်မှာဒါကျွန်တော်တို့အားဆိုင်နေတယ်လို့သိရတယ်မှာပါတယ်ဒီအပြောင်းရွှေ့အတွက်လည်း United ကဒါကျွန်တော်တို့ဒုတိယမြောက်ကမ်းလှမ်းမှုကိုတရားဝင်လှုပ်သေးခြင်းတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ Brentford တောင်းတဲ့ဈေးကိုမပေးကြဘူးအဲ့တော့ Brentford အနေနဲ့ဒါကျွန်တော်သူရဲ့ပထမအဦးဆုံးကမ်းလှမ်းမှုကိုလက်ခံမလားဆိုတော့ဆက်လက်ပြီးတော့ပြန်လက်ပြန်လက်ခံ က်ခါမှာပထမဆုံးကန်နာမိုရတာကြောင့်ဘရန်ဖို့ကညင်းပယ်ခဲ့တာ ညစ်ပယ်ခဲ့တာဖြစ်ပေမဲ့ဒါပထမဆုံးကန့်လန့်မှုကတော့ပြန်လက်ခံလာနိုင်တဲ့အနေအထားများရှိမလားဆိုယူနိုက်တက်ကစောင့်မျှော်နေသေးဖြစ်တယ်။အဲဒါကြောင့်မို့လဲဘရန်ဖူးနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကြားထဲမှာဒုတိယမြောက်ကန့်လန့်မှုမရှိသေးတာလို့ဆိုလို့ရပါတယ်။အဲ့တော့ကျွန်တော်ချင်မှာဟူဂိုအကက်ဒိုက်ကြောင့်မပြောအောင်။အဲ့တော့ဟူဂိုအကက်ဒိုက်ကစားသမားကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်တင်ကိုလာလက်ရှိမှာပြောင်းချင်တဲ့ရွေးချယ်ထားတဲ့ဆိုတဲ့သဘောမှာရှိတယ်။အဲ့တော့ဒါကစားသမားနှစ်ခုလက်ရှိမှာယူနိုက်တက်ကိုပြောင်းပေးဆိုရင်ခုလက်ရှိရနေတဲ့လာစားတဲ့ဒါကျွန်တော်တိတလောက်ကအပေါင်3000နဲ့5000ကြာပိုလိုချင်တယ်။ဒါတိရတလောက်ကလက်ရှိမှာဒါကျွန်တော်ယူရို3000ကျွဲပတ်ချလဲဒါကျွန်တော်ပေါင်3000နဲ့ တသိန်း2000ပတ်ချလဲဝင်းရင်ကြလို့ရှိရလို့ပြောလို့ရအဲပြောချင်တာဒါတော်တော်လေးကိုလာလာစာအဖြစ်တော့နဲတယ်လို့ပြောလို့ရလက်ရှိမှာ United ဒါအရင်တော့ကစိတ်ဝင်စားခဲ့တဲ့ Kyle Grass 2ဒါကျွန်တော်တခြားသောတိုက်စစ်မှုတွေနဲ့ရှင်းမယ်ဆိုရင်တော့ Hugo Agatha ရဲ့လုခလာစာကတော်တော်လေးကိုနဲတယ်လို့ပြောလို့ရတယ် United အသင်းနဲ့ဒါ Kolan Hanla တဲ့ဒီကစားသမားတပတ်လုခလာစာပေါင်တသိန်းခွဲလောက်ထိ Euro 2သိန်းလောက်ထိပေးဖို့အတွက်စီစဉ်ရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာကိုခဏခဏကျွန်တော်ဖတ်အမိတယ်မှာအဲ့တော့ဒီနေရာမှာဒါကျွန်တော်တကယ်ခက်ခဲရတော့ကျွန်တော်အသင်းတူအသင်းပြောတဲ့စကားလုံးပါအခုနောက်ပိုင်းဒါကျွန်တော်ကစားသမားတွေနဲ့ဒါ United ကပုံကိုကြီးရသဘောတူညီမှုကအဲ့လောက်ခက်ခဲနေတာမှာ ာဘယ်တော့မှမရှိခဲ့ဘူးတကယ်တမ်းအသင်းတူအသင်းမှာတကယ်တမ်းပြဿနာတက်ခဲ့တာဘာကြောင့်လဲဆိုကစားသမားအကုန်လုံးကဒါ United တော်တော်များများကိုဒါ United ကစားသမားတော်တော်များများကဒါကျွန်တော် United အသင်းကိုဒါရွှေ့ပြောင်းရွှေ့ခြင်းနဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့တွေကတော်တော်လေးကိုလွယ်ကူတဲ့အပြောင်းရွှေ့တွေဖြစ်ခဲ့လို့ဆိုလို့ရမယ်အဲ့တော့ Hugo Ekitai အကြောင်းနည်းနည်းလေးဆက်ပြောရမယ်ဆို Hugo Ekitai နေတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့33ပွဲကစားခဲ့တယ်15ခုတွင်းထားတယ်ဒါကျွန်တော်8ခုဖန်တီးပေးထားတယ်ဒါမဆိုးလာတဲ့ခြေစွမ်းလို့ပြောလို့ရတယ်ဒါအားလုံးပေါင်းဒါကျွန်တော်တို့33ပွဲမှာ23ခုပါဝင်ပတ်သက်မှုရှိခဲ့တယ်ယူရိုပါလိမှာဒါကျွန်တော်12ပွဲကန်ခဲ့ပြီးတော့ ကိုသွင်းခဲ့တယ်သုံးကိုဖန်တီးခဲ့တယ် DFB ပိုကယ်ဖလားမာတာကျွန်တော်သုံးပွဲပွဲထွက်ခဲ့ပြီးတော့သုံးကိုသွင်းပြီးတပွဲပေါင်ခဲ့အဲ့တော့ဘယ်ဆိုတာလက်ရှိမှာဒါသူ့အနေနဲ့ဒါကြောင့်ပြိုင်ပွင်းတိုက်ခွန်းပြိုင်ပွဲမယူရသူ့အနေနဲ့ဒါကြောင့်ခြေစွမ်းကြီးပြထားခဲ့တာကိုတွေ့ရမှာ။ဘာလို့ဆိုကျွန်တော်တို့သိတယ်ဗောစပါတင်းကိုသူတွင်းတော့တွင်းကိုတော်တော်လေးကို classy ဖြစ်ပြီးတော်တော်လေးကိုအထက်တန်းဆန်ခဲ့တာကျွန်တော်မြင်ရရတယ်။အဲ့တော့ လက်ရှိအနေထားအရဒါကျွန်တော် Hugo Academic ကတော်တော်လေး hot process ဖြစ်တယ်ဒါပေမဲ့ framework ကပြန်ကြည့်အောင် framework နဲ့အခုလက်ရှိဒါကျွန်တော်ပူပူလောလောမိနစ်ကစောင်းရသည်ကမှသူတို့ရဲ့အဓိကတိုက်စစ်မှုရဲ့တယောက်ဖြစ်တဲ့ Omar Mahmoud ကိုဆုံးရှုံးထားခဲ့ရတယ်အဲ့တော့ဒီနေရာမှာသာသူတို့နဲ့တိုက်စစ်မှုနောက်ထပ်တယောက်သာဆုံးရှုံးခဲ့မယ်ဆိုရင်သူတို့နဲ့ဈေးကောင်းကောင်းလူချင်းတဲ့သဘောမှရှိတယ်အဲ့တော့ဒီကစားသမားမမဲ့ရဲ့ဒါကျွန်တော်မိနစ်ကမှဒါကျွန်တော် framework ကို join ထားတာဖြစ်တယ် framework ကဒါမမဲ့ရဲ့သူ့အနေနဲ့ပြေကျော် အယူကို architect ကိုဒါကျွန်တော်လူဒရွန်မြတာ PG မှာတုန်းကတည်းကစိတ်ဝင်စားတယ်ဒါပေမဲ့ဒီကောင်လေးကဒါကျွန်တော် channel ကြားထဲမှာ Gonzalo Ramos တို့ Colomonoani တို့ ဒီကိုင်းလို့ကြားတယ်မှာဒီကောင်လေးမြုပ်သွားတယ်ပြီးလဲပြီးတော့ဒီကောင်လေးဒါကျွန်တော် friend fat ကိုယောက်သွားခဲ့တယ် friend fat ကနေပြီးတော့ကျွန်တော်တော်လေးကိုပြန်ထောင်တက်လာခဲ့တယ်တော်တော်လေးကိုခြေစွမ်းပြပြခုလက်ရှိမှာဒါကျွန်တော်ဂိုးလည်းသွင်းနေပါဗျာအဲ့တော့ဒီကောင်လေးရဲ့ဒါကျွန်တော်လက်ရှိပုံစံမျိုးရတာကျွန်တော်လက်ရှိမှာ तू က center forward တစ်မျိုးလေးဒါဆိုရယ်အရင်တော့ကဒါကျွန်တော်တို့သူနဲ့ဒါကျွန်တော်မြင်ကြည့်တာဗောနော် तू နဲ့ဒါကျွန်တော် Umar Mahmoud ကဒါ second striker center forward ပုံစံမျိုးသူတို့ solid ရှိတယ် Umar Mahmoud ကဒါ Jan Khan က left wing right wing ရှာ wing တွေလည်း trust solid ရှိတယ်ဗောနော်လက်ရှိအနေထားရတာကျွန်တော်ဒီကစားသမားကမိနစ်ကမှရောက်ထားတယ်စာချုပ်သက်တမ်းလည်းခုလက်ရှိအတီတကျပြောရမယ်ဆို၄နှစ်တောင် ောင်ကြံနေသေးတဲ့ဆောင်မျိုး iTran Frankfurt Bazet ထဲကဇီးကိုဒါကျွန်တော် United ဘက်ကပေးရမယ့်အနေထားမှာရှိတယ်။ဒါလက်ရှိဒါကျွန်တော်ဖြစ်နေတဲ့ပြဿနာတွေကဒီလိုပဲ။အဲ့တော့ United အသင်းနဲ့ဒီကစားသမားတို့ဒါစာချုပ်ဖြတ်သိမ်းခြင်းရှိလားလို့မေးမယ်ဆိုရင်တော့ လက်ရှိမှာမရှိဘူးလို့ပြောပြရဆိုကျွန်တော်သိပြလောက်ပေါ့နော် i travel fever အနေနဲ့အခုလက်ရှိမှာဒီကစားသမားအတွက်ဒါကျွန်တော် euro တန်80နဲ့85သန်းဈေးတောင်းထားတယ်လို့သိရတယ်မှာဘာလို့ဆိုလက်ရှိမှာ transfer market မှာကိုယ်တိုင်ဒီကစားသမားရဲ့အပြောင်းရွှေ့က euro 85သန်းဈေးပေါက်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမိတယ်မှာပါအဲ့တော့ပြောချင်တာကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလဲတစ်ဘက်ကဒါ front fever ကတော့လည်းသူ့နေနေတာပေါက်ဈေးထက်5သန်းလောက်ပဲ2 down ထားရဆိုတော့တိတ်ပြီးတော့မလွန်လှဘူးလို့လည်းမြင်လို့ရရဒါပေမဲ့ဒီကစားသမားပြန်ကြည့်မယ်ဆိုတစ်နှစ်တည်းအခုလက်ရှိမှာတည်တည်ချာချာကောင်းသေးတယ်လို့ပြောရတယ်ပိုတန်ရှယ်တော့အများကြီးရှိ ှိတယ်ဒါကျွန်တော်တို့ပြင်သစ်ကစားသမားလည်းဖြစ်တယ်ဒါကျွန်တော်တို့နိုင်ငံလည်းကောင်းနေဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ potential လည်းအများကြီးရှိတယ် United Predator တွေကခုလက်ရှိမှာ potential သူတို့ကတော့လူမရှိတော့ဘူးပေါ့နော်ဒါကျွန်တော် potential potential ကြားထဲမှာ United Predator တွေစိတ်ညစ်နေပြီတကယ်တဲ့အသင်းကိုရောက်တာနဲ့ direct တာဒုံနိုင်ကိုသွင်းပြမဲ့တိုက်စစ်မှုတရားကို United Predator တွေလိုချင်တယ်ဒါပေမဲ့ဒီကစားသမားကဦးနာဘယ်လို United Predator တွေယင်နဲ့ထိမဲ့ကစားသမားတွေတယောက်ဘာဖြစ်လို့ဆိုတော့ဒါဒီကစားသမားဒါအသင်းကြီးတွေကြားထဲကမှဒီကစားသမား United မှာ United ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကစားသမားကတော့ United Predator တွေကြားထဲမှာစိတ်ဝင်စားမှုခံရဆုံးကစားသမားတွေတယောက်လို့ပြော လို့ရမယ်အနေအထားမှာရှိပါအဲ့တော့ဟျူဂိုဟက်ကတ်ရဲ့အပြောင်းအရွှေ့မှာကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါကျွန်တော်ဒါအခုလက်ရှိကျွန်တော် perspective ကျွန်တော်နည်းနည်းလေးထည့်ပေါ့အဲ့တော့ ကစားသမားကလက်ရှိမှာဒါကြောင့် Chelsea တို့ Liverpool တို့ရှိနေတဲ့ကြားထဲကမှာသူ့နဲ့ United ကိုသူသဘောကျတယ်။သူရဲ့ဒါကျွန်တော်သူအားပေးတဲ့ club လို့လည်းသိရတယ်မှာ။ဟုတ်ကဲ့နော်။ United ကိုသူအားပေးတဲ့ club လို့လည်းသိရတယ်မှာ။ပါတယ်။အဲ့တော့သူအားပေးတဲ့သူသူ support လုပ်တဲ့ club ကိုသူ join နေတယ်။ဒါပေမဲ့ United ဘက်ကပြန်ကြည့်ပြန်တော့လက်ရှိမှာဒါကျွန်တော်တို့ Euro 80ဆိုတဲ့ဈေးကနည်းတဲ့ဈေးမှာမဟုတ်တာ။ United ကဒီအပြောင်းအရွှေ့တစ်ခုတည်းမဟုတ်အခုလက်ရှိမှာဒါကျွန်တော် market ထဲမှာတချို့သောနေရာတွေပြန်ဝယ်အောင်မယ်။ကိုသမားတွေဝယ်အောင်မယ်။လူရဲ့ကျွန်တော် winger တွေဝယ်အောင်မယ်။ဒါကျွန်တော်အများကြီးလုပ်အောင်မယ်အနေထားမှာရှိတယ်။အဲ့တော့ United အသင်းနဲ့ဒီကစားသမားတစ်ယောက်တည်းကိုပဲဒါကျွန်တော် Euro တန်း80ပုံစံမျိုးကြီးကိုကောက်၃လိုင်းရောတိုင်ပတ်သွားတော့လက်ရှိမှာဒီအပြောင်းရွှေ့အတွက်အဓိကနောက်ထပ်ပြိုင်ပတ်တရားကလစ်ဗာပူးသင်းဖြစ်တယ်လစ်ဗာပူးသင်းကဒီလက်ရှိကြားရတဲ့တင်းတွေကပတ်စံပေးနိုင်တယ်တို့အနေနဲ့ဒီကစားသမားကိုပတ်စံဖြုံးနိုင်တယ်ဒါပေမဲ့ဒီညမှာဒါ United ရဲ့အဓိကအားသာချက်တစ်ခုတည်းသောပြဿနာကဟိုတော့ United ရဲ့တစ်ခုတည်းသောအားသာချက်အကောင်ဆုံးအချက်ကဘာလဲဆိုရင်တော့ကစားသမား United ကိုသဘောကျတယ် United အသင်းကိုရွေးချယ်ဖို့တော့ရာခိုင်နှုန်းများတယ်ပုဂ္ဂိုလ်ရေးရာကတော့ဒီကစားသမားက problem ဖြစ်လာမှာပေါ့အဲ့တော့ United အသင်းနဲ့ဒီကစားသမားကဘာကအဓိက problem ဖြစ်လဲသူ့ရဲ့ပြောင်းရွှေ့ခြင်းပဲ Euro 80ဆိုတဲ့ဈေးက အင်မတန်မှမြောက်လုံးတဲ့ဈေးတစ်ခုဖြစ်တယ်။ United သိနေပေးနိုင်တယ်ဆိုရင်တော့မှသူတို့အနေနဲ့ installment လေးလုပ်အောင်မှာ။အတင်းနဲ့အခုလက်ရှိမှာ installment ဆိုတော့တိတ်တော့ကိစ္စမျိုး။အဲ့တော့ United သိနေဒီအပြောင်းအရွှေ့ကိုဘယ်လိုမျိုးဒါကျွန်တော် handle လုပ်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုရောက်ရှိလာမယ်လို့ကျွန်တော်အနေနဲ့မြင်နေ။အဲ့တော့ကစားသမားက United အသင်းကိုရွေးထားပြီးပြီလို့တရင်းနေထွက်နေတဲ့အပေါ်မှာပုံသက်တယ်ဘယ်လိုမြင်လဲ။ တော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4E တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမိကြပါနဲ့အောင်အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4E တွေလင်းလေးတွေကိုထည့်ပေးထားခြင်းကြောင့်မဆောက်ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလက်ဖို့မမိကြပါနဲ့ဗျမြန်မာကလက်မှမမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြုံတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်မှာအေးဆစ်ဆစ်တွေ့ကြတာပေါ့။ ားလုံးမကြည့်ဘူးတူပါတယ်မြန်မာလေး clip ပြကြအောင်ဗျမြန်မာ clip မှာမြန်မာနိုင်မှာဖြစ်ပါတယ်တေးပါဗျ